နိုင်ငံတော်ရဲ့တိုင်ပင်ခံပုဂ္ဂိုလ်တော်ဆန်းစုကြည်ကိုစေအုပ်စုကကာလာကြာရှည်လှုပ်ဝက်ထိမ့်သိမ်းထားပြီးစိတ်ပိုင်းဆိုင်ရာညှဉ်းပန်းနှိပ်စက်မှုတွေလုပ်နေတယ်ဆိုတဲ့ထုတ်ပြန်ချက်တစ်ခုကိုဒီကနေ့ဇွန်လ28ရက်နေ့ကမြမအချင်းထောင်တက်တဲ့ MPW အဖွဲ့ကထုတ်ဖော်ပြောဆိုလာပါတယ်။ MPW ရဲ့စုံစမ်းမှုအရဒေါအောင်ဆန်းစုကြည်ကိုပြီးခဲ့တဲ့2024ဧပြီလအတွင်းမှာအပူချိန်မြမမှုကိုအကြောင်းပြုပြီးနေပြည်တော်အချင်းထောင်ကနေ14မိုင်လဝေးတဲ့စစ်စင်ရဲ့အထူးအဖွဲ့ရုံးဆိုင်တဲ့နေရာမှာလုံခြုံရေးတင်းကျပ်စွာဖမ်းဆီးထားတယ်လို့တွေ့ရှိရကြောင်းဆိုပါတယ်။ အဲ့ဒီနေရာဟာစစ်ကောင်းဆောင်ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ရဲ့ရုံးအနီးမှာတည်ရှိတယ်လို့လည်းသိရပါဗါးအဲ့ဒီနေရာမှာထိမ့်သိမ်းထားတဲ့ကာလအတွင်းဒေါအောင်ဆန်းစုကြည်ဟာသွားနာတာနှလုံးဆိုင်ရာကျန်းမာရေးပြဿနာနဲ့တက်ကြီးယောဂတွေဖြစ်ပွားနေပေမဲ့လည်းလုံလောက်တဲ့ဆေးဝါးကုသမှုမရပဲစစ်တပ်ကခန့်အပ်ထားတဲ့ဆရာဝန်တွေနဲ့သာဆေးကုသမှုခံယူနေရတယ်လို့မြမအချင်းထောင်တက်တဲ့ MPW ရဲ့သိရှိချက်တွေကိုထုတ်ပြန်ပါတယ်။မိသားစုနဲ့တွဲဆောင်ခွင့်မပေးဘဲအခုလိုချုံနောင်ထားတာဟာစိတ်ပိုင်းဆိုင်ရာညှဉ်းပန်းနှိပ်စက်မှုတစ်ခုအဖြစ်သတ်မှတ်နိုင်တယ်လို့လည်း MPW ကဆိုပါတယ်။မြမအချင်းထောင်တပ်တွေ MPW အဖွဲ့အနေနဲ့စေအုပ်စုကနိုင်ငံကောင်းဆောင်တအူးကိုမတရားချုံနောင်ထားမှုအကျဉ်းသားအခွင့်အရေးပယ်ဖျက်မှုနဲ့စိတ်ပိုင်းဆိုင်ရာညှဉ်းပန်းမှုပေါ်နိုင်ငံတကာအတိုင်းအဝန်းမှပြင်းပြင်းထန်ထန်တုံ့ပြန်မှုတွေလုပ်ဖို့ကိုလည်းတောင်းဆိုထားပါတယ်ခင်ဗျာ။